စပိုင်းပြို့ဟိုတော့ပဲ125ကမြင်းက98ကောကိုနောင်ပန်းတော်ကင်က350ရောက်400ရောက်400ရောက်400 400ဟိုဖျားလေးရွတ်တာပါညာအကော်ဒီနေ့လူဝင်အားကရှင်လုံးလှည့်တဲ့လူဝင်အားပဲ1500 1500 2000ဝန်းကျင်တော့ရှိမှာပေါ့အရန်ပျော်တာပေါ့เนาะအရန်ပျော်တယ်အရန်ပီတိဖြစ်တယ်ဘာလို့လဲဆိုတော့ဒီနေ့ကိုမျောလင့်ထားတာလေဟုတ်အရင်နဲ့မျောလင့်ထားတာ ပတ်စံရှိတိုင်းလဲဒီလိုပွဲလုံးလို့မရဘူးเนาะဘာလို့ဆိုကျွန်တော်တို့ထက်ပြည့်စုံတဲ့လူတွေလည်းရှိပါတယ်အသားလေးမွေးတယ်ဆိုရှင်ပြုတ်မယ်လို့စိတ်ကူးနေတာသူခု73နှစ်ရှိပါဘူးဆက်73နှစ်ရှိပါအဲ73နှစ်မှာအဲ့အတွက်တီးတန့်လေးစု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 ထားတယ်ဗောနော်လူလေးလေးမရှိအောင်စီရင်ထားဖို့ကလက်ချထား မြင်းက88ကောင်ကောင်းတော်ပန်းတော်ကိုင်က350 400ရောက်400ရောက်400ကိုဖျားလေးရွက်တာပါညာအပေါ်ဒီနေ့လူဝင်အားကရှင်းလောင်းလှဲ့တဲ့လူဝင်အားပဲ1500 1500 2000ဝန်းကျင်တော့ရှိပါအရန်ပျော်တာပေါ့နော်အရန်ပျော်တယ်အရန်ပီတိဖြစ်တယ်ဘာလို့လဲဆိုတော့ဒီနေ့ကိုမျောလင့်ထားတာလေကို့အရင်နဲ့မျောလင့်ထားတာကို့ရဲ့ရီမန်းချက်လေးပြည့်သွားတဲ့အတွက် ပို့ပြီးတော့လဲဝမ်းသာပီတိဖြစ်မိတယ်ပေါ့နော်။သူမွေးတယ်၊သားလေးမွေးတယ်ဆိုတော့ရှင်ပြုတ်မယ်လို့စိတ်ကူးတယ်။သူဟု73နှစ်ရှိပါဘူး။73နှစ်ရှိတယ်။အဲ့73နှစ်မှာအဲ့73နှစ်မှာဒါတိုက်တောက်လျှောက်ပေါ့နော်။ဒီဒီအတွက်ပဲဒီအတွက်ပဲကျွန်တော်လုံးပန်းနေရဒီပွဲလေးဒီလိုပွဲဖြစ်ဖို့အတွက်ကျွန်တော်လုံးပန်းလာခဲ့တာဟုတ်ဟုတ်။ဘုရားကောလောကအောင်ဘုရားကဝါလူရချက်ကြရဲ့ ယရဏခဏဝါမခကုဏတို့လူသမားရေကျမ်းဒီဘကုံတို့ဘခံသမုဒဝါမလူသောချက်ကြကျမ်းမြေပြောဝေပြောနဲ့လာဝေမောဝေမောကိုရနေရကွင်းဝတာပထမဆုံးအခေါက်ပါဖေဖေတို့ကလည်းတောက်ဘရုမမပြူပါမယ်နဲ့ဖေဖေတို့ကိုယ်တိုင်လုပ်ပေးမယ်ဆိုပြီးတော့တောက်73နဲ့ရောက်တော့တောက်ရှင်ပြူပေးပါတယ် ီပွဲဖြစ်ကြတာလဲသူ့ကြောင့်ဖြစ်ကြတာလေသူ့ကြောင့်ဆိုတာတကယ်လို့တားယောက်ျားလေးမွေးလို့ရှင်ပြလို့ရတာလေရှင်ပြသူ့ကြောင့်ဖြစ်ကြတာဆိုတော့သူကိုယ်တိုင်ကလည်းကျေနဲ့တယ်တားအဖေပဲတားတား7နှစ်73နှစ်ဆိုအဖေအဖေအဖေရှင်ပြမယ်အဲ့အတွက်တီးတန့်လေးဆူ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 ထားတယ်ဗောနော်ဒီလိုအလူပွဲဖြစ်တယ်ဆိုတာလဲကျွန်တော်တယောက်တည်းကြောင့်တော့မဖြစ်နိုင်ဘူးဗောနော်ပတ်စံရှိတိုင်းလဲဒီလိုပွဲလုံးလို့မရဘူးเนาะဘာလို့ဆိုတော့ကျွန်တော်တို့ထက်ပြည့်စုံတဲ့လူတွေလည်းရှိပါတယ်ဒါကြောင့်ကျွန်တော်တို့လည်း ူကျင်တဲ့စိတ်ရဲ့တားမွေးထားတဲ့စိတ်ရဲ့ကြောင့်ဖြစ်တာပေါ့နော်တော်တော်ပီတိဖြစ်တယ်တော်တော်ပီတိဖြစ်တယ်ဆိုတော့ဘာလို့ဆိုအပောင်းအသင်းရွှေပြွင့်ညီကောင်တော်မှာအားလုံးတက်တက်ဝင်ဝင်နဲ့ဒီလိုပွဲတစ်ပွဲဖြစ်တဲ့အတွက်ပီတိဖြစ်ပါတယ် နေပြီးတော့ကလေးဒီလိုပေါ့ဒီလိုအခုလိုမျိုးလုတ်ဖို့အတွက်ကိုသူကပိုတဲ့ပိုရဲပေါ့နော်အဲ့လိုမျိုးပေါ့ပိုတဲ့ပစံလေးတွေကိုကစုရဲစောင်းရဲသူရှာပြီးတမရလေးတွေကိုပေါ့သူကဘလောက်ဖြစ်စင်တယ်ဘလို့လုတ်စင်တယ်ဘလို့ခက်ခက်နာနာလုတ်စင်တယ်အဲသူပေးတမရလေးတွေလည်းကိုကဒီအတွက်ခွက်ခွက်ပြီးတော့ကိုကစုဆောင်ထားခဲ့တယ်ပေါ့နော်ကိုသားလေးအတွက်လုတ်ပေးတာကဒီလောက်စစ်စစ်ကဖြစ်သွားတဲ့အတွက်ပို့ပြီးတော့အတိုင်းမသိရှင်းမ်းမှာဟိုဝမ်းတောင်းနေရပေါ့နော်ဟုတ် အဓိကအညာဒီသရဲ့ပုံစံကိုသဘောကျလို့အဲ့ပုံစံအတိုင်းကိုဒီမှာအကုန်လုံးအမတ်တရဖြစ်အောင်လို့အကုန်လုံးအမတ်တရဖြစ်အောင်လို့အဲ့ပုံစံလေးကိုကိုယ်ကစိတ်ကူးပြီးတော့မနစ်ကတည်းကအကုန်စီစဉ်ပြီးသားဒီရဒါကြောင့်မလို့လဲဒီလိုမျိုးဟိုအဆင်ပြေပြေလေးဖြစ်တာပေါ့။ဟောပေါ့တရားပွဲရတော့၃ညပေါ့။ကျွေးမွေးလေးတွေလည်းရှိမယ်။ဟုတ်ဟုတ်ဟုတ်။စိုင်းလည်းထည့်ထားတယ်။အော်စိုင်းဝိုင်းထည့်မယ်။ကျောင်းဆယ်ဆင်းလည်းထည့်ထားတယ်။ကျောင်းဆယ်ဆင်းလည်းဒီဘက်ထဲမှာနဲတယ်လေ။ဒီရန်ကုန်ဘက်မှာကျတော့ဓာဖြော့ပြေးတာနဲတယ်။ အဲကြောင့်မလို့လေကြောက်ဆက်စင်ကိုတကူးတကက်အကူကြီးလန့်တောင်းပြီးတော့ကျွန်တော်ထည့်ထားတယ်ပြီးတော့မြန်မာအတန်းအဆူတော်လေးတွေလည်းထည့်ထားတယ်မြန်မာတန်းအဆူတော်လည်းပါတယ်ပေါ့နော်ဒီလိုမှဖွင့်လူလီလေးမရှိအောင်စီရင်ထားဖို့ကလက်ဖြားထားတယ်စီရင်ထားနေဖို့ကလက်ဖြားထားလိုက်ပါတယ်မောင်ဖွေဒူလီသိမရှိအောင်စီရန်ထားဖို့ကလက်ချထားတယ်စီရန် ူပဲ9ရက်ဟုတ်ဟုတ်9ရက်9ရက်ခုလေးပေါ့ဟုတ်လာလာလေတော့မပြောတော့နော်ဟောအကုန်လုံးကလည်းအကုန်လုံးကလည်းဝိုင်းဝန်းကူညီမှုကြောင့်လည်းပါတယ်အဖက်ဖက်ကနေဝိုင်းဝန်းကူညီပေးတဲ့အတွက်ဒီလိုပွဲမျိုးလုပ်နိုင်တာဟုတ်ဟောထောင်ထောင်ကနေလောက်အဲထောင်ကနေလောက်ရှိမှာဟုတ် က်ဝင်ပါအစအစတရရဲ့ဘုရားရှိခိုးပြေလို့မြင်တာပို့တိခါထက်16ပါယဟန်16ပါရှင်သာမဏေကတရားနဲ့9ပါတရားနဲ့9ပါပေါ့ဟိုကနာတာက23ပါ23ပါ23ပါပေါ့နော်အဲ့ဒါကိုယ့်ရဲ့အဓိကရည်ရွယ်ချက်အဓိကဆန္ဒကတော့ဗာလဲဆိုတော့ကိုသားအတွက်လည်းပါတယ်အခုဒီထဲမှာပါတယ်ကလေးတွေရဲ့သူတို့ဘဝတက်တက်တာအမတ်တရလေးဖြစ်သွားရင် ်နော်ကိုကျွန်တော်ဆရာတော်တွေရှိတယ်အပေါင်းအသင်းတွေမိဘညီကောင်တော်မှရှိတယ်အပေါင်းအသင်းတွေရှိတယ်အကုန်စုပေါင်းပြီးတော့အမတ်တရားတွေတခုဖန်တီးလိုက်တာဖန်တီးလိုက်တာနော်အဲ့တော့အများကြီးဝမ်းသာပဲဝမ်းသာပီတိဖြစ်တယ်ဟုတ်ဟုတ်ဟုတ်ဒီပါဆရာလောက်ကအကုန်လုံးမောင်ရင်လောင်းတွေရောမောင်ရင်လောင်းတွေရောယဟန်တွေရောဆရာလောက်ကပါဝင်ကြတာကိုသားနဲ့ကိုနဲ့လည်းအမတ်တရားပဲဒီထဲမှာပါတဲ့ဒီမောင်ရင်လောင်းလေးတွေလည်းအမတ်တရားပဲနော်အမတ်တရားဆိုတာဘာလဲဆိုတော့ ကျွန်တော်တို့လည်းငငယ်တုန်းကအဖေတို့ဘလို့ရှင်ပြုတ်ပေးခဲ့တာဆိုတာကျွန်တော်ဒီချိန်ထိမှတ်မိနေတော့ကျွန်တော်ဆို9နှစ်တည်းရှင်ပြုတ်ရဒီချိန်ထိအခမ်းအနားမှုကလည်းကောင်းတယ်အဲသူတို့အတွက်လည်းအခုအခုသူတို့မိဘတွေပူးပေါင်းပါဝင်တယ်သူတို့အတွက်လည်းအကောင်းဆုံးအမတ်တရဖြစ်မှာဆိုရင်ကျေနပ်တယ်ဝမ်းသာတယ်ပီတိဖြစ်တယ်ဟုတ်ကဲ့မင်္ဂလာရှိပေဘိတ်တေရောမင်္ဂလာယူမေအစင်နာဝင် ိုလှုပ်တဲ့အလူကိုအကုန်လုံးရဲ့အလူလိုပဲအလူလိုပဲတတ်မှတ်တယ်ဒီဒီထဲမှာပါတဲ့မောင်ရင်လောင်းတွေရဟန်းတွေအကုန်လုံးလူ200လောက်ပါတယ်လူ200လောက်ပါတယ်အဲ့200လုံးရဲ့အလူလို့လည်းတတ်မှတ်တယ်အကုန်လုံးရဲ့အလူလို့လည်းတတ်မှတ်တယ်အဲထပ်ထပ်ပြရကြပါလေထပ်လို့ခန်းစားစီတင်လဲရကြပါစီပေါ့နော်အဲ့လိုမျိုးဖြစ်စေချင်ဟုတ်ကိုရဲ့ဥတီချက်ကတားယောက်ျားလေးမွေးလိုက်တော့ရှင်ပြုတ်မယ်ဆိုရင်ဥတီချက်ပေါ့အဲ့ဥတီချက်ကိုပထမဆုံးဖြစ်တာဥတီချက်ပေါ့ ဥတီချက်ကနေနောက်ထပ် account ထဲပို့ဖို့အတွက်လိုအပ်တဲ့ဟာတွေအကုန်စုဆောင်းပေါ့တကယ်ဥတီချက်ထားလို့တကယ်စိတ်ရှိရင်အကုန်ဖြစ်ပါတယ်အကုန်ဖြစ်ပါတယ်လို့နော်အကုန်လုံးဟုတ်ဟုတ်လူရမဲ့သူတွေအောင်ပါစေမင်္ဂလာရွတ်မြတ်လက်ထမဲ့သူတွေအောင်ပါစေသဘောတလုံးမှာအလူပြုတဲ့သူတွေအောင်ပါစေမင်္ဂလာရွတ်မြတ်လက်ထမဲ့သူတွေ We